တော်လိုင်းအောင်မျိုးဒါရေချင်းလို့တာပေါ့။အော်စီးရင်းနည်းနဲ့တော်လိုင်းလို့မလို့စီးရင်းရေချင်းပြည့်ဝဝလို့တာပေါ့။ချားလေးစက်တက်တက်ပူတော်မှစက်တက်နေအောင်မလို့ရမှာပေါ့။စက်တက်တက်ပူတော်ရေချင်းရှိအောင်လုပ်လေ။အော်အမင်းတို့အနာရှင်ရှိတဲ့နေရာကိုချားလေး။ညီမတို့ရှိတဲ့သူ့ကိုပြည်နေတော့ချားပေါ့။တခြားမျိုးတွေရွာလေးဟိုပြည်သူတွေကိုကျွန်တော်ဖတ်ပါမယ်။သူတို့ကျန်းဖက်နေပြီဘလို့တော်လိုင်းမအောင်ဘူး။ပြောလိုက်ပြီ။မတရားတဲ့လက်နက်တွေနဲ့ဟုတ်လားမင်းတို့ဒီရေးရေးဆက်ဆက်ပြစ်လက်ပြီးတော့ဟုတ်လားဟိုတပ်ပြက်ခဲ့တာအချမ်းပြက်ခဲ့တာဒီကနေ့အချိန်ကြည့်မင်းတို့ဟိုမင်းတို့စိတ်ချရပေါ့နော် မင်းတို့ဥပဒေဘောင်တွင်းကဘာမှပဲဘာပဲပြောပြောမင်းတို့လိုချင်မင်းတို့ဥပဒေကိုမင်းတို့အကုန်လုံး fresh လုပ်ဟယ်လိုခြေရမြဝပြည်သူညကိုမော်ရမများအားလုံးမင်္ဂလာပါ news bit channel ကနေပြန်မပြောင်းလဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ30ရက်နေ့ကျွန်တော်တနင်္လာနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာကျွန်တော်တို့နောက်ဆုံးရှိထားတဲ့တော်လန်တင်ထိုးတင်ကောင်းများစွာရှိထားဖြစ်တဲ့အတွက် ီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးပေးခေါ်လိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ညမှာဆိုတော့တော်လင်ရေးပေါ်တကနေပြီးတော့မစကောင်စီတဖို့ဝင်ကိုအမုံကျင်းနေခဲ့ပြတဲ့ပေါ့နော်တိုက်ပွဲတရင်အောင်ပွဲတွေဖြင့်အခုဆိုလည်းဘုံမိုက်ကွက်ကြေကွက်လာမြတ်တန်တွေလည်းကြည့်ရှုမှာပဲဖြစ်ပါတယ်ကျွန်တော်ခါတိုင်းလိုပဲတရင်ဆုံလေးမကြည့်ခင်မှာပထမအဆုံးနဲ့တရင်တိုးလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတပိုးအနေနဲ့ကတော့စကိုင်းတိုင်းရွှေဘူမြို့နယ်အတွင်းမှာရှိတဲ့စစ်တပ်နဲ့ပြူစော်တဲ့စခန်းတွေပါဝင်စစ်စခန်း၃ခုကိုတပြိုင်နက်တည်းတိုက်ခဲ့လို့စစ်ကောင်စီတပ်ဘက်က24ဦးသေဆုံးပြီးတော့မှလက်နက်ကိန်းတချို့တင်းစရရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် ဲ့ဒီတပ်ဖွဲ့တွေအတွင်းမှာဆိုတော့တပ်ဖွဲ့က16ဦးတေဆုံပြီးတော့မှနောက်ဆက်တွဲအရာခံဘုတ်တော့ပါဝင်9ဦးထပ်မံတေဆုံခဲ့တယ်လို့သိရတာပဲဖြစ်ပါတယ်တပ်ဖွဲ့ဖော်ဆောင်နေတဲ့အချိန်မှာပဲပြူစတိကျွရက3ပတ်ဆက်ရှုဖမ်းဆီးရမိခဲ့ပေမဲ့ကလေးတငယ်တွေနဲ့အမျိုးသမီးတကြီးပြော်တွေဖြစ်တဲ့အတွက်ကြောင့်မလို့စီးရဲချင်းနေတင်မာလာမိုးတဲ့သူနေမြေနေထားရဘေးလွတ်ရာကိုလွတ်ပေးခဲ့တယ်လို့လည်းကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်နာတော့ဗောနော်ပြူစတိရွာကိုကျွန်တော်တို့တော်လရဲဘော်တွေကနေပြီးတော့မှတက်ခဲ့ခဲ့တဲ့ချိန်မှာအရှင်ဖမ်းမိတာတွေလက်ရှိတလို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြူစတိမြပြဆိုတော့ကျွန်တော်တို့ဘက်ကနေပြီးတော့မှမျောစာဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာပဲဖြစ်ပါတယ် နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ပဲခူးတိုင်းဖြူမျိုးနဲ့အုတ်ဖြက်လန်းဝဲတောင်းရွာမှာရှိတဲ့စစ်တပ်ကင်းစခန်းကိုတက်ခဲတိမ်ပိုင်းမှုစစ်တပ်ဘက်ကတဆယ်ဦးတေဆုံးခဲ့တယ်ဆိုတော့နောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီစစ်တပ်စခန်းနေရာကစစ်ကောင်စီကဂိတ်စခန်းဖွင့်ပြီးတော့ပြည်သူကိုဒုက္ခပေးနေတာ။အဲ့ဒါကြောင့်တက်ခိုက်တာစခန်းကိုတင်ပိုက်ပြီးတော့ရှင်းလင်းရေးလို့ပြီးတော့မှပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ရန်သူအလောင်း၁၀လောင်းမှ၅လောင်းကတော့မြင့်မြင့်ရရှိပါတယ်ဆိုပြီးတော့မှပြည်သူကောက်ခွဲတက်မတော်ဆေးဟေးတရင်းမြက်ကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။စစ်ကောင်စီဘက်ကနေပြီးတော့မှလက်နက်ကြီးတွေနဲ့ပေါ့နော်ပြန်လည်ပြစ်ခတ်ခဲ့ပေမဲ့ကျွန်တော်တို့တော်လိုင်းရဲဘော်တွေအားဆိုတော့ ထိခိုက်မရှိဘဲနဲ့ပြန်လဲဆုတ်ခွာနိုင်ခဲ့တာလို့ကျွန်တော်တို့ထပ်သိရပဲဖြစ်ပါတယ်အဲ့လိုမျိုးစစ်ကောင်စီရဲ့ဒီပြောဆိုရရတယ်ပြတော့မှာပေါ့နော်ကျွန်တော်ခုဆိုရင်ကာကင်းစကန်တွေနဲ့သူတို့ရဲ့အထိုင်ချတာတဲ့ gate စကန်တွေအလုံးဒီပေါ့ကျွန်တော်ဘက်ကနေပြတော့မှာထိုးစစ်စင်တိုက်ခိုက်နေတာမလို့ကျွန်တော်တို့အောင်မြင်မှုများစွာရရှိနေတာပဲဖြစ်ပါတယ် ကဲနောက်ထပ်သတင်းတိုးသဘိုးအနေနဲ့ကတော့ရယဝတီတိုင်းအင်ကပူမြို့နယ်မှာရှိတဲ့ဘဲပြားကုန်းနဲ့ဇာစီကုန်းကျေးရွာတွေကစစ်ကောင်စီစကားတွေကိုအာရခတတ်တော်အေနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကပြည်မှာတင်ပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်။နေပြည်တော်ရှင်းလင်းပြမှာဆက်ကဆအလောင်းတွေအစုလိုက်ပုံလိုက်တွေ့ရပါတယ်။လက်နက်တွေလည်းအများကြီးရလိုက်ပါတယ်ဆိုပြီးတော့မှစေရေးတနင်္ဘက်ကနေပြည်မှာဆက်လက်ပြောဆိုထားတာပေါ့နော်။မနေ့ပိုင်းမှာဆိုတော့ပကူတိုင်းရဲ့နောက်ချမ်းဘရောင်းတပ်နယ်ထက်က73ထရက်ကား၄စီးအပြည့် လင်းနေငယ်ကြီးစံတက်တာတွေကိုပတိမွန်ရလမ်းအတိုင်းအော်ရီတိုင်းဘက်ကိုထုတ်ကွာခဲ့တဲ့အချိန်မှာဒေတာခံတွေကနေပြီးတော့မှမြင့်မြင့်တွေ့ရှိခဲ့တယ်လို့လည်းကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့အဲ့လိုမျိုးကြာဆုံးများနေတာတောင်မှကျွန်တော်တို့ AI နဲ့ PDF ဖွင့်တပ်ဖွဲ့ဝင်တွေကိုခုလိုမျိုးပေါ့နော်ရိတ်ခါတွေထောက်ပံ့ပေးနေတာမလို့ဒါကတော့ကျွန်တော်တို့ပြောရမယ်ဆိုတော့မြောက်လိုက်ကိုယ်တိုင်ကနေပြီးတော့မှမြေပြင်မှာကျွန်တော်တို့ရဲဘော်တွေအတွက်လင်းနေရိတ်ခါတွေတွားနေပြီးတော့မှဒီထောက်ဖို့စနစ်နဲ့ပေါ့နော်ဖျက်တိလို့နေတယ်ဆိုတာကတော့ဘောမတွေပြောပြောနေသလိုအမှန်အကန်ဖြစ်နေတာပဲဖြစ်ပါတယ်။မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့ ရော်ရီပခုမကွေစားတဲ့တိုင်းဒေသစစ်စင်ရေးဒီတက်ပို့ပြီးတော့မှအောင်မြင်မှုတွေရရှိလာမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့ညပထမဆုံးနေတဲ့ကျမကတော့ဆရာကိုရှားနေပြီးတော့မှမြောက်နိုင်တို့အစုနဲ့ကျမ်းဖုတ်ခင်ရီတို့ကနေပြီးတော့မှဒီရွေးကောက်ပွဲမှာပေါ့နော်။သူတို့အနေနဲ့ဘယ်လိုမျိုးကြံကြံတွေနဲ့ပါရီလို့ဆောင်နေလဲဆိုတာကိုတွန်းနေပြီးတော့မှရှင်းရှင်းလင်းလင်းနဲ့ကျွန်တော်တို့သိအောင်ပြောဆိုထားတာပဲဖြစ်ပါတယ်။ဆရာကိုရှယ်ဘယ်လိုမျိုးတုံ့တက်ပြောဆိုထားမလဲဆိုတာကျွန်တော်တို့စာကြည့်လိုက်ရအောင်နော်။ပွဲ့ပွဲ့လင်းလင်းပြောလိုက်မယ်။ 到昂山书记家，个下边路呢？今年你来干啥？啊，刚开炮杆，每弄阿龙快别别，你妈阿家多多，手表、金矿装备、红金鸟，啊，红金鸟白我标了，那我这边他标没？最高标，最高标个，阿龙啊，坑一两千嘛，坑一啊，提八提啊，不能要，白做啊，不能要，百年你嘛，不能要。 လူထွက်ပြမှာလည်းမဟုတ်ဘူး Facebook ပေါ်ကတင်ပြီးလုံမဲ့ရွေးကောက်ပွဲမျိုးအခုကနိုင်ငံတော်ရဲ့ general election မဟုတ်ဘူးခင်ရီကျင်းပတဲ့ election okay ဒါဆိုရင်မင်းတို့ခင်ရီကိုဘယ်လိုအရေးယူမလဲကြားပြဆိုရလည်းမရှိစစ်တပ်အနေနဲ့လည်းကျင်းပပေးခွင့်မရှိဘူးခင်ရကျင်းပပေးမယ်ရွေးကောက်ပွဲအားလုံးကခင်ဤပါတီကိုသွားရတယ် ခင်ကြီးပါတီရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာနေရတယ်အဲ့ဒါမှန်သလားလို့ဟမ်ဆိုခင်ကြီးပါတီမဟုတ်တဲ့လူတွေလည်းအတက်ခံနေရတယ်ဟုတ်တဲ့လူတွေလည်းအတက်ခံနေရတယ်ဆိုတော့ပြောချင်တာရိုးရိုးရှင်းရှင်းလေးပဲကြားပြအစိုးရကိုမင်းတို့ငိမ့်ချမ်းရေးတွေဘာရေးတွေမင်းတို့စောက်ရက်လည်းမရှိလိုက်ပြောနေဒီတိုင်းမင်းတို့မဟုတ်လို့စက်ကူကတ်နေအခုတိုက်နေတဲ့တိုင်းရင်သားခေါင်းဆောင်နေမင်းခေါ်လိုက် မင်းတို့ခေါ်လိုက်ကဲဘိုးချုပ်ထွန်းမြတ်နိုင်လာခဲ့ဘယ်သူလာခဲ့ကေအန်ကဘယ်သူလာခဲ့ကရဘယ်သူလာခဲ့ချင်းကဘယ်သူလာခဲ့ဆိုအစိုးရဖွဲ့လိုက်လीမင်းတို့တိုက်စရာလိုသေးလားသေးစရာလိုသေးလားဟမ်ယာဆာအာရာဖတ်တလောက်တပုံထနေတာကွာရစ်ဆက်ရာဘင်နဲ့လက်ဆွဲနှုတ်ဆက်ခိုင်းပြီးတော့နိုဘယ်ငင်းငင်းစုပေးလိုက်တယ်ကွာယာဆာအာရာဖတ်တပုံထမရတော့ဘူးအဲ့ဒါနဲ့ဟာမတ်စ်ပေါ်လာတာကွာကဲ ကြဒီမဆရာကိုရှယ်ပြောထားသလိုပဲကျွန်တော်တို့ခုဆိုတော့ဒီမြောက်လိုင်းတို့ကျင်းပဖို့ရည်ရနေတဲ့ဟာဆိုတော့ခင်ကြီးကိုတိုင်ပေါ့နော်ဦးစီးဦးဆောင်လို့ပြီးတော့မှသူကနေပြီးတော့မှမြောက်လိုင်းတို့ထွက်ပေါက်ရနိုင်အောင်ကြံစီဆောင်ရပေးတယ်ဆိုတဲ့အကြောင်းလေးပါပြောဆိုထားဖြစ်တယ်ကျွန်တော်တို့တစ်ဖက်မှာဆိုတော့တလုံးရေးပေါ်တကနေပြီးတော့မှစစ်ကောင်စီနဲ့ညင်ချိုင်းဆွေးနွေးဖို့စံနှတ်မှရှိဖို့ဆိုပြီးတော့မှရည်ရည်ပြပြောဆိုထားတာမလို့မြောက်လိုင်းတို့မပြုတ်မချင်းအဆုံးစွန်နေတိုက်ခိုက်မယ်ဆိုတော့တော့နေချာနေတာပဲဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့မြောက်လိုင်းတို့အဆုနဲ့ပူပေါင်းပြီးတော့မှ ကျွန်တော်တို့ပြည်သူကို channel နဲ့ကြားတဲ့ဖက်ခွဲစားနိုင်ငံရေးပါတီဝင်တွေအနေနဲ့အခုကလေးကတရားလေးကိုစိတ်ပိုင်းပြပြလို့မှကျွန်တော်တို့ပြည်သူတွေနဲ့ပူပေါင်းမလားဒါမှမဟုတ်သူတို့နဲ့ပေါ့နော်ပဏာတင့်နေတဲ့စက်ကောင်စီနဲ့ပဲဆက်လက်လက်တွဲမလားဆိုတော့သူတို့ကိုယ်တိုင်အခုဆိုရင်တရားလေးကိုဆုံးဖြတ်ရတော့မှချိန်ပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ကျော်မင်းမြတ်နေပြီးတော့မှဘယ်လာရုစ်မှာပေါ်ပန်းလေးဆက်တွားလုပ်ခဲ့တယ်ပေါ့နော်မြောက်လိုင်းနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြောင်းလို့ပြောင်းစားပြောဆိုထားအောင်မလဲဆိုတော့ကျွန်တော်စစ်ပြီးတော့မှနောက်ထောင်ကြည့်လေရအောင်နော်ဘယ်လာရုစ်ပြန်လာတဲ့ခါကျတော့ ်ပျော်ရွှင်ပြုံးရွှင်တူပြန်လာတာတွေ့ရတယ်ဟိုကနေသူဘာရရမလဲဘာတွေကဖြစ်ခဲ့လဲဆိုဘယ်လိုလုပ်ကမကြတော့ foreign တွတ်တက်တာပေါ့နော် foreign ဆိုဘယ်လိုလုပ်မှ foreign တိုင်းနဲ့သူကဘယ်လိုလုပ်နေလဲချစ်ချင်နေမှုလုပ်ခဲ့တယ်လို့ဘယ်လိုလုပ်ဥဆောင်ထားတဲ့ဒီ EF လို့ခေါ်မှာအဲ့အဲ့ဒီမှာလဲသူကအဲ့ဒီမှာလဲသူကဟိုဟွာဖြစ်ဖို့ပေါ့နော်ကျွန်တော်မှမဆိုလို့ပြန်ကြည့်ပြပါအောင်မယ်ဘယ်လိုလုပ်ရဲ့ဟွာဆို EF လို့ခေါ်လာမှသူအဲ့ဒီဟာကိုဘုံဘူးကြီးက तू လဲဝင်ခွင့်ရဖို့ तू အဲ तू ပြောခဲ့တယ်ဗျအဲ့တုန်းကနော် EF လို့ခေါ်မှာပေါ့ခေါ်ပေါ့နော်ဟိုဟို EF 4ဦးရပါအရှာ CY 4 2025နော် ဘယ်လိုနိုင်ငံ main မြို့မှာရှိတဲ့ international exhibition center of ပညာပညာဘုံအဲ့ဒီမှာကျင်းပတဲ့ပွဲမှာသူက main ကိုပြောရင်းနဲ့သူက EF မှာသူပါပါပါခွင့်ရချင်လို့ဆိုတော့သူပြောခဲ့တာရှိတယ်။အဲ့လိုပဲသူသွားယူဆွေးနွေးတဲ့ချစ်ချစ်နိုင်ဆွေးနွေးနိုင်ခဲ့တယ်ဆိုတော့ Belarus ကနေမြန်မာပြည်နိုရဟယင်နေမီးထားဆက်ကောင်းနေပိုင်းနိုင်နီးပညာတွေပေါ့ဒီဆက်ဆက်မှုထုတ်လုပ်ကတုံနီးပညာတွေကိစ္စတွေမြန်မာပြည်ကိုလာပြီးတော့ကုညီးပညာတွေရှိတယ်။ကျွန်တော်တို့ပြည်ကပြောဘူးလား Belarus ကတရားနဲ့ကျွန်တော်ပြီးလေးထုတ်ခဲ့တယ်ပြောသေးတယ်။အဲ့လိုပြောသေးတယ်ပြည်ထောင်စုကလည်းပြောခဲ့တယ်ပြောသေးတယ်ပေါ့ Belarus ကလူတွေအများကြီးလူရောက်နေတယ်။အများကြီးရှိမှကုညီးရာရှိတော့ဘာပဲပြောဒါလည်းကောင်းတဲ့ကိစ္စပေါ့နော်ပုံစံကြီးကောင်းတဲ့ကိစ္စပေါ့ဆိုတော့ ဒီပြန်ပြီးတော့သွားပြသူနိုင်ငံချစ်ချီလို့တဲ့ကဘာလုံးနဲ့သူ network တိဆောက်နေတယ်ရအောင်ကြိုးစားနေတာသူ့အပိုင်းပါနော်ဆိုတော့ဘာပဲသူလို့ဆက်ချီကသူစိုက်လုံတာတွေ့ရတယ်ဆိုတော့ကြရလို့ပြန်ကြည့်မယ်ဆိုရင်ဘုံစုံကြီးကတိတ်မကြခင်ဇူလိုင်လတော့ရှိလားဇူလိုင်လ3ရက်ဆိုတော့တော့သူမွေးနေရှိတယ်သိရတယ်ဒါသူမွေးနေပေါ့မွေးနေဆိုတော့ဒီဘုံစုံကြီးဒီခေါက်မှာမွေးနေက69နှစ်လား80လားမသိဖြစ်မယ်ပဲသူတော့သူတော်ပြောရချင်းပြောရင်ဆိုရင်ကြီးရင်းနေပဲအသက်ကြီးခုလိုကြီးလာပြီပေါ့ဗျာနော်ပြောရင်ဆိုရင်ကြီးရင်းနေပဲဟိုအသက်ကြီးကြီးလာပြီဟိုဘာပြောဟိုအော်လို့ကျွန်တော်တို့တီတော့ဟိုဟာတဲ့ဆိုင်အခုဆိုအသက်ရွယ် ဘာပြောတော့ကွာပြသွားပြီဟုတ်တယ်ကွာ69နှစ်ပေါ့နော်ဒါအခုဒါဆို69နှစ်ပြီ69နှစ်ပြီအခုဒါမဲ့ဇူလိုင်လ3ရက်ဆိုရင်69နှစ်ပြီမယ်ဆိုတော့ဟိုသူလဲဒါတည်း90နာကတ်လာပြီအကယ်၍သူရုပ်ကောက်ဝဲပြီးရုပ်ကောက်ဝဲပြီးတဲ့အချိန်မှာသူသူတက်က80တဲ့ဝင်သွားပြီပေါ့နော်69ပြီမှာဆို80တဲ့ဝင်သွားပြီ90ဝင်သွားပြီနောက်9နှစ်85ကျွန်တော်စဉ်းစားတော့အော်လို့သူလဲတဖြည်းဖြည်းနဲ့ဟို80ကျော်ရွယ်ကိုရောက်လာတော့မဲမကြခင်ဆိုကျွန်တော်စဉ်းစားကြည့်တယ်သူတို့လုံနိုင်တယ်သူရဲ့လုံနိုင်တဲ့အရွယ်ဘယ်တော့ကြံအောင်မလဲနောက်တော့ဆင်းနှလောက်ကြံအောင်မလားဒါရောကျွန်တော်တွက်ကြည့်နေပါတယ်ဘာပြောမွေးနေ့လည်းရှိရတော့တီးပေးချင်တာပါနော် ျွန်များတော့ဗောနော်အခုဆိုရင်ဘယ်လာရုစ်နိုင်ငံမှာကျတို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့မှအရှိခွဲခဲ့တဲ့မျိုးလိုက်ကိုတွန်းနေပြီးတော့မှဒီချီချူကွန်ပြူစကားတွေပြောဆောင်နေတာပြီးတော့မှမကြခင်မှာတော့ဘယ်လာရုစ်ဘက်ကနေပြီးတော့မှကျတို့မြန်မာပြည်သူပြည်သားတွေအတွက်အကူအညီထောက်ပံ့မှုတွေများစွာပေးဆောင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်။ဖားရပြီးတော့မှပြောဆိုနေတာပဲဖြစ်ပါတယ်။မြောက်လိုက်ရဲ့အရှိမရှိတဲ့ပေါ့နော်။တပ်ပုံတွေလည်းကျတို့လိုင်းပုံမှာများစွာတွေးခဲတာမလို့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မှလည်းကြိရှုနေကြတဲ့မြန်မာပြည်သူတွေဘက်ကနေပြီးတော့မှကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ နောက်ထပ်ဗီဒီယိုသဘောတင်တဲ့ကတော့ပြည်သူမထောက်ခံတဲ့တော်လိုင်းကလုံးဝမအောင်မြင်နိုင်ဘူးဆိုပြီးတော့မှအားထောင်ပြောဆိုနေတဲ့စစ်ကောင်စီလော်ဘီတရားဥပဒေနဲ့ပြီးတော့မှကျွန်တော်တို့ကိုဘယ်လိုမျိုးဆိုကောင်းမကောင်းနဲ့ပေါ့နော်ပြောဆိုထားအောင်မလဲဆိုတာဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်မင်းတို့ကပြည်သူရှိနေဆိုရင်ကျမဖန်ပြည်သူရတိုးလာမှာပေါ့မင်းတို့ကအမှန်တရားဆိုရင်လေမင်းတို့ကဓမ္မကိုပြည်သူတွေတိုးလာထောက်ခံလာမှာပေါ့အကျမ်းဖန်တွေတော့ထောက်ခံတဲ့ပြည်သူရော့သွားမှာပေါ့ပြည်သူမထောက်ခံတဲ့တော်လိုင်းရပြောရဲတယ်နော်ဟုတ်လားဒီဒီနောက်ဆက်ကဥက္ကဋ္ဌကြီးဟုတ်လားဘယ်လိုမျိုးမင်းတို့ကလည်းပြောလို့ပြည်သူမထောက်ခံဘူးဆိုရင်တော့အဲဒါဒါကြဆုံးပါပဲ ီစစ်တပ်လည်းလိုပဲပြည်သူတောက်ခံဆုံးပါပဲဟိုစစ်ပွဲတွေဆုံးပါပဲစစ်နိုင်မှုဆိုရင်တော့ပြည်သူတောက်ခံမှုလိုရဲဒါလည်းနောက်စားဦးတိုင်းပဲပြောမှာပဲအဲ့တော့မောင်လို့လည်းပြောချင်တာစစ်အာဏာရှင်ကြီးကိုတိုက်ချင်တယ်လို့တိုက်ဖို့လက်လက်ကြိုင်လို့ဆိုရင်စစ်အာဏာရှင်ကြီးရှိတဲ့နေရာကိုတိုက်ပါစစ်အာဏာရှင်ကိုတချပေါ့အဲ့တော့မောင်လို့ဆင်ကြည့်ပြီးပါစစ်အာဏာရှင်ကမဲဆော့ဆော့တည်နေအာနသူလာကတ်လို့မရဘူးအမဟုတ်ဘူးလေအဲ့ဒါရေးချင်းမဲ့လေကြောင်းကတ်ပေါ့ရေးချင်းမဲ့လေတွန်လိုက်အောင်မျိုးတော့ရေးချင်းလို့တာပေါ့အော်စီးရင်းနည်းနဲ့တွန်လိုက်လို့မဆိုမင်းစီးရင်းပြေဝဝလို့တာပေါ့ချလေစက်တက်တက်ပူတော်မှစက်တက်နေအောင်မင်းတို့ရမှာပေါ့ စစ်တပ်တပူတော့ရေချင်းစီအောင်လုပ်လေအဲ့တော့မင်းတို့အာလာချင်းရှိတဲ့နေရာကိုချလေဓမ္မတော့ရှိတယ်ဘလို့ပြည်နေတာပါချပေါ့တခြားမျိုးတွေရွာတွေဟိုပြည်လူတွေကိုကျွန်မဖက်ပါနဲ့အဲ့တော့ကျန်းဖက်နေပြီဘလို့တော်လည်းမအောင်မြင်ဘူးခါပြောလာရုံအောင်မြင်ဘူးချူရီဘာလာစာကိုလေးဖက်ပြီးတော့တုံးလောက်ဖက်ပြီးဒေါ်လာကြီးလက်နဲ့ငယ်ဒေါ်လာရှင်းမမြင်ဘူးမရအောင်ခါတမိုင်းချောင်းလည်းမတူဘူးခုနပြောတဲ့အကျန်းဖက်လို့အောင်မြင်သွားတဲ့လမ်းတွေတခုဟိုနိုင်ငံလေးတခုမှမရှိဘူးအဲ့တော့တချိန်ကအင်တာနက်နာမည်ကြီးခဲ့တဲ့လက်နဲ့ငယ်ဒေါ်လာကြီးမှာစံပြဆိုပြီးဒီကဘာလုံးနာမည်ကြီးခဲ့ Ireland တပုန်လေး IRA ဘာလို့ပြောလဲ နိုင်ငံလူမျိုးတွေသူတို့တွေးဆမခံတော့ဘယ်နဲ့စူကလည်းညှိနှိုင်းသွားတယ်ဟိုလက်နဲ့ချတယ်ဆိုရယ်စလုံးတော့မသုံးချင်ပါဘူးအတိုက်ခိုက်မှုတွေရပ်လိုက်တယ်ပေါ့နော်အမြင်ရှိရဘူးလေအဲ့တော့တမိသုံနေကြတော့တော့ကြားစုံလေးနာမည်ကြီးဒီကောင်ကတော့ကျွန်တော်တို့ခုဆိုရင်ဒီတော်လိုင်းမှာပြည်သူတွေကနေပြန်မှထောက်ခံမှုမရှိလို့တရားပေါ်ကြောက်ဆုံးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကိုအစီအကောပြောဆိုထားတာပဲဖြစ်ပါတယ်။တကယ်တမ်းကြာရှုံးမှာတော့သူတို့ဘဘကြီးမြောက်လိုင်းရဲ့စတန်ဒတ်အာမီတာဖြစ်ပြီးတော့မှ ဟုတ်ဆောင်နဲ့ကျွန်တော်တို့တော်လရဲဘော်တွေကလည်းပြည်မှာမြေပြင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအမှုကျွေးတက်ခိုက်မှုတွေများစွာလုပ်ဆောင်နေတာပဲဖြစ်ပါတယ်ဒါတွေတော့မမတီးပဲနဲ့ကျွန်တော်ပြည်သူတွေနဲ့တော်လလူငယ်တွေပုံမှာဒီကောင်တွေပြည်မှာဝါဒမိုင်းတဲ့ပြည်မှာတွေးခွဲချင်နေတယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ထပ်ပြီးတော့မှသိရှိရတာဖြစ်ပါတယ်ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပေါကုံးရုံးကနေပြီးတော့မှနောင်ချုံမြို့နယ်မှာသူတို့အနေနဲ့စူမိုထင်းချုပ်ထားတဲ့နေမည်တွေများပြားလာလို့မှကြာခင်မှာတော့နောင်ချုံမြို့ကိုအပြစ်တရရှိမယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်ဘယ်လိုမျိုးကျွန်တော်တို့ကိုဂျင်းထက်နေလဲဆိုတာစပီရိုမှာနောက်ထောင်ကြည့်လိုက်ရအောင်နော် ဒီအိုမဂါအုပ်စုမှာရှိတဲ့အုပ်ချုပ်ရေးမှုကတော့ဘယ်နေရာရောက်နေလို့တော့မတည်ဘူးပေါ့နော်အုပ်ချုပ်ရေးမှုကြီးလည်းမကြခင်မှာခင်ဗျားနေရာကိုခင်ဗျားလာပြီးအုပ်ချုပ်ရတော့လို့ရတယ်နော်အဲ့တော့ Omega အပေါ်မှာရှိတဲ့ပြည်သူပြည်သားများအားလုံးကိုလည်းဦးစေးပြောချင်တာကမကြခင်မှာကြောင်းထိုင်ခွေးတွေရအစပေါ့နော်။ဒါမကြခင်မှာခင်ဗျားတို့ရက်ရွာလေးတွေယူပြီးအေးချမ်းမှုအတွက်ကိုဦးစေးတစ်ချိန်အောင်ပြောခဲ့တဲ့စကားတစ်ခုကိုပြန်ပြောမယ်။ဒီတိုင်းမျိုးကိုငင်းချမ်းအောင်အေးချမ်းအောင်လုပ်ပေးနိုင်တာဟာတပ်မတော်မှာပါအခြားဘယ်သူမှမရှိလို့စကားဦးစေးခဏခဏပြောခဲ့ပါလေဗျာနော်။ခင်ဗျားတို့ဒီနေရာတွေကိုတပ်မတော်ရှိလို့ခင်ဗျားတို့ရှောင်ရတာမဟုတ်ဘူး။အကြမ်းဖက်တွေရှိလို့ရှောင်ရတာ။အဲ့အကြမ်းဖက်တွေကိုရှင်းလင်းတာတပ်မတော်ကရှင်းလင်းတယ်။ အဲ့ဒါဆိုရင်သဘောပေါက်ဖို့လိုပါရဲ့နော်အဲ့တော့ခဏတို့အစကတော့ခဏတို့ကပထွေးကိုဖေးရင်ထည့်ပြီးမှဟုတ်ကြီးထည့်ပြီးမှအာကိုကြတာပေါ့ဗျာနော်အဲ့တော့ပထွေးဆိုတာကတော့အပြောကောင်းတယ်ကြာမရခင်ကတော့အပြောကောင်းတယ်ပထွေးရပြီနော်ခင်ဗျားတို့လူတတ်သမီးရင်းမှမဟုတ်တာကြာနော်အဲ့ပထွေးအပြောကောင်းတော့ခင်ဗျပထွေးလေးရဲ့သကလုံးထဲမှာမျောပြီးမှပထွေးလေးရလို့ချင်းငါတို့ဘလို့ဘလို့လုတ်ပိုင်ခွင့်နေသူခင်ဗျားတို့အဲ့ပထွေးလေးလေခဏအဲ့ညာလေးရောက်ရခင်ဗျားတို့လည်းပြေးရတာပဲအခုခင်ဗျားတို့ဖေးရင်ဖြစ်တဲ့တမရကနေမှာခင်ဗျားတို့နေနိုင်မှုတော့အေးစစ်ပြန်ရဖို့အတွက်အေးစစ်တောင်းရလဲရလေးလုံနိုင်မှုတော့ကြံခင်းနေလုံနိုင်မှုတော့ကို တက်ဖက်တွေကိုခင်ဗျားတို့ပထွေးတော်ခဲ့တဲ့ဟာတွေပြန်ပြီးမှရှင်းလင်းနေပါပြီနော်ဒီချိန်မှာခင်ဗျားတို့လည်းကွဲကွဲပြားပြားတိတောက်ပြီးလို့ဦးစင်းကတော့တုံးတက်ချင်ပါလိမ့်မယ်နော်ဖေရင်ကဖေရင်မဲ့ပထွေးမဲ့မှာမကွဲဘူးမကွဲပြားဘူးဆိုရင်တော့ခင်ဗျားတို့တိုက်နဲ့ခင်ဗျားတို့ကန်လို့ပဲဦးစင်းကတော့တွဲချင်ပါလိမ့်မယ်နော်အခုပြောချင်တာကတော့ခင်ဗျားတို့ဒီမကြခင်မှာခင်ဗျားတို့ရရွာတွေကိုခင်ဗျားတို့ကြေးပါတွေကိုခင်ဗျားတို့တောင်းရလဲရတွေကိုပြန်လောက်ရအောင်မယ်ပြန်ပြီးမှအခုလဲလာလို့မရဘူးလားလာလို့တော့ရပြီဒါပေမဲ့ခင်ဗျားတို့ကိုပို့ပြီးမှ ခေါင်းပြပြအိတ်နေအောင်အလုတ်ကောင်းကောင်းလုပ်နိုင်အောင်စိတ်ချမ်းသာအောင်နေအောင်ကလေးတွေရွာမှာကြောင်းကောင်းကောင်းထားနိုင်အောင်ကြောင်းထိုင်ဖုံးပြီးအေးစေးစေးသာရဏပြုနိုင်အောင်ဆိုပြီးမှတမတော်ကဒီမှာဒီပက်ပက်လေးမှာထောင်းတဲ့မိုင်းတွေကိုရှင်းလင်းနေတယ်ကိုစကားကိုမထားရမှာတော့ငါပေါ့ ကျွန်တော်တို့ TNL နဲ့ပူပေါင်းတပ်တွေကလည်းပြည်မှာနောင်ချိုမြို့ကိုစစ်ကောင်စီလက်ထက်လုံအောင်မပေးဘူးဆိုပြီးမှတရားဝင်ပြောကြားထားတာမလို့ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့ဆောင်ချီဖို့ကောင်းနေတာပဲဖြစ်ပါတယ်။ဒီချာတာတစ်ခုတော့စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ဒီတဲ့ပို့ပြီးမှမျိုးစာဖြစ်ပေါ်နော်ကျွန်တော်မြင်တွေ့ရောက်မှဖြစ်ပြီးမှအခုဆိုရင်အပေါတို့လိုမျိုးမပါတာအုပ်စုတွေကလည်းပြည်မှာနောင်ချိုမြို့မှာသူတို့အနေနဲ့မကြခင်မှာပဲအောင်ပွဲတွေဒီတဲ့ပို့ပြီးမှဆင်နိုင်မယ်ဆိုတဲ့ပုံစံမျိုးတွေဒီအာချောင်ပြောဆိုနေကြတာပဲဖြစ်ပါတယ်။ပြီးသူတွေကလည်း ခုလိုမျိုးစစ်ကောင်စီကနေပြီးတော့မှစစ်ကြောင်းထုတ်လာတာတွေပြီးတော့မှလေးကြောင်းနဲ့တရဇက်တိုက်ခိုက်မှုတွေကိုလည်းသိရှိထားတာမလို့ပေါ့နော်ကျွန်တော်တို့မှကြာခင်မှာတော့ဒီရှောင်းမြောက်မှာရှိနေတဲ့စစ်ပွဲအခြေအနေတွေအရဆိုတော့တမျိုးတပုံပြောင်းလဲသွားမလားဆိုတော့အခုဆိုရင်စောင့်ကြည့်နေကြတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဆရာစုမှုအပေါ်များစွာကျွလွန်ထားတဲ့မြောက်လိုင်းတို့ဖစ်စတာအနေနဲ့မကြခင်မှာတော့ပြပေးရယူခံရတော့မယ်ဆိုတဲ့အကြောင်းကိုတော်လန်ပြတော့သားသူဖြစ်တဲ့ဦးကျော်ကနေပြတော့မှဆုံးမပြောဆိုထားတဲ့အားလေးကျွတို့ကြည့်လိုက်ရအောင်နော်လောက်လောက်ရွရွဖြစ်နေတဲ့ ဒီကြံဖို့တခိုးပါတီဟုတ်လားပေါ်လို့ပဲစားတမဲမှာတော့မရတဲ့ပါတီမြင်တွေ့နေရတယ်ဒါကမင်းတို့ကဒီဖက်စစ်စစ်အာဏာရှင်ကိုသက်သက် trap box တစ်ခုလုပ်ပေးတယ်ဆိုတာငါတို့ကရှင်းရှင်းလင်းလင်းထင်ထင်ရှားရှားကြီးကိုမြင်ရတယ်ကွာဟုတ်တာပေါ့နော်ဒီအာဏာကြီး၃ရက်ကိုတိုင်တွယ်လာခဲ့တာတော့ဘာစောက်ရီချင်းမှမရှိတဲ့ဒီဖက်စစ်အာဏာရှင်မဒိန်အတန်းဖက်စစ်တပ်ကြီးကိုငါတို့ကဘယ်လိုလုပ်ခံပေးရမလဲကဲမင်းတို့ပြောလားဟွန်း ီကနေ့မင်းတို့ကျူးလွန်ထားတဲ့ပြစ်မှုတွေကနော်ကပါသိနော်မင်းတို့ကျူးလွန်လာတဲ့ပြစ်မှုတွေကကပါသိမင်းတို့စဉ်းစားကြည့်ပြည်သူတွေကိုမင်းတို့ပြည်သူတွေငိမ့်ချမ်းတော့ဆန္ဒထွက်ပြကြတဲ့ကောင်မင်းတို့ကရဲရဲဆက်ဆက်ပြည်သူတွေကိုဟိုဘယ်လိုပြောမလဲမတရားသောအင်အားတွေနဲ့နော်မတရားတဲ့လက်နက်တွေနဲ့ဟုတ်လားမင်းတို့ပြည်သူကိုရဲရဲဆက်ဆက်ပြစ်တက်ပြီးတော့ဟုတ်လားဟိုတပ်ပြတ်ခဲ့တာအကျံပြတ်ခဲ့တာဒီကနေ့အချိန်ထိမင်းတို့ဟိုမင်းတို့စိတ်ထင်ရပေါ့နော် မင်းတို့ဥပဒေဘောင်တွင်းကဘာမှပဲဘာပဲပြောပြောမင်းတို့လိုချင်မင်းတို့ဥပဒေကိုမင်းတို့အကုန်လုံး fresh out နော်ပြည်သူတွေကတော့ဟိုဘယ်လိုပြောလဲငဖယ်လိုပဲနော်ဟိုဘက်ကထုတ်လိုက်ဒီဘက်ကထောင်းလိုက်လိတ်နေတာပဲနော်ထုတ်လိထောင်းလိမာနေပဲပြည်သူတွေကတော့အဲ့ဒါကြောင့်မင်းတို့ကဒီကနေ့မင်းတို့အဲ့ထပ်ပေါက်ကိုပြည်သူတွေကအားလုံးကြိုသိနေတယ်နော်ပြည်သူတွေကအားလုံးကြိုသိနေတယ်အဲ့တော့မင်းတို့ဒီအာနာကြီး၃ရက်ကြီးကင်ပြီးတော့အခုမဖြစ်ဖြစ်အောင်မင်းတို့ရွေးကောက်ပွဲလုပ်ပြီးတော့မင်းတို့ရုပ်သေးအစိုးရတစ်ခုကိုမင်းတို့တင်မြောက်မယ် ဟုတ်လားချိန်မြောက်ပြီးရင်အဲ့ဒီအစိုးရကိုဘာပဲလုပ်လို့မင်းတို့တိုင်မယ်မင်းတို့အာဏာကြီးသုံးရရထားတာတော့မင်းတို့ဘာမှဆောက်ရည်ခြင်းမရှိဘဲနဲ့အခုဂျွေးကောက်ပွဲလုပ်ပြီးတော့အဲ့အစိုးရနဲ့ဟုတ်လားမင်းတို့ပါတီစုံတို့ဒီမိုကရေစီတို့အသာထားအရေးကြီးတာမင်းတို့ကျူးလွန်လာခဲ့တဲ့အကြမ်းဖက်ပြစ်မှုကြီးကမင်းတို့ရှောင်လွှဲလို့မရဘူးနော်ရှောင်လွှဲလို့မရဘူး passive anarchy တစ်လိုက်နော်အနောက်လိုက်အုပ်စုတွေပေါ့မင်းတို့ရှောင်လွှဲလို့မရဘူး မူကြော်ကတော့တေချလို့ဒီကောင်တွေကိုရှင်းရှင်းလင်းလင်းနဲ့ပြောဆိုထားတာပေါ့နော်ခုဆိုတော့ဒီချမ်ဖို့နဲ့ဂျန်နဲ့နိုင်ငံရေးပါတီတွေကနေပြီးတော့မှမျောလိုက်တို့ဖစ်စစ်တက်ကောင်းဆောင်တွေအနေနဲ့ဒီနိုင်ငံရေးထွက်ပေါ်ရနိုင်အောင်ဝင်ဝင်စ조사ပေးနေကြတာမလို့ဗီဒီယိုဘက်ကနေပြီးတော့မှလုံအောင်ထောက်ခံခြင်းမရှိဘဲနဲ့အခုဆိုရင်ဒီကောင်တွေကနေပြီးတော့မှအတင်းချင်းပါနိုင်ဖို့조사နေကြတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့တော်လန်ပီတိုတွေနဲ့သူရဲဘော်တွေကိုယ်တိုင်ကနေပြီးတော့မှမြေပြင်မှာတက်ပွဲဝင်နေကြပြီးတော့မှစစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာကျင်းပနိုင်အောင်နေနေအဲထဲမှာပဲတော်လန်အထွေထွေပြီးလုံးကျွတ်ပေါ့နော်ထိုးစစ် တိုက်ပွဲဆင်နွှဲတော့မယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ကြားနေရတာမလို့ကျွန်တော်တို့ဒီချိန်ညဆိုတော့ဒီနေ့အထဲမှာပဲတော်တော်လေးကိုပြောလိုက်မှုတွေမြတ်ပြလာမှာပဲဖြစ်ပါတယ်။မြန်လေတို့ face set အနေနဲ့သူတို့ရဲ့ပြမှုတွေအတွက်ပြန်ပြီးတော့မှ base ရမှာဖြစ်တယ်လို့တစ်ဖက်မှာရှိနေတဲ့ကျွန်တော်တို့တော်လန်ရဲဘော်တွေကနေပြီးတော့မှလည်းအခုဆိုရင်တိုက်ပွဲတွေတရဆက်ပေါ့နော်ပြန်ပြီးတော့မှထိုးစစ်ဆင်တိုက်ခတ်မှုတွေစတင်လို့ဆောင်လာကြတယ်ပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ဘာဝမှမကြောက်လို့အခုဆိုရင်နိုင်ငံရေးမှာစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့မှလှုပ်ဆောင်နေတဲ့ Supreme မှာပြောဆိုလာတဲ့ဦးကိုကိုကြီးရဲ့ဗီဒီယိုလေးကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ မြင်းတစ်ပြည့်တို့အဲ့ဒီလုံးဘူးဘောလို့ဘာသာဘောလို့ကျောင်းကြီးသောက်ပါနဲ့ဆေးရုံကြီးသောက်ပါနဲ့အဲ့ဒါဒီကိုတူဖို့ရောက်ချောက်တော့စစ်တိုက်ပြည့်မယ်ဆိုရင်အဲ့ဒါကျွန်တော်အောင်ပါပြီအဲ့ဒီတော့ကျွန်တော်ချိန်ချောက်တချို့ဆိုရင်တချို့ဒုက္ခမပွဲအဲ့ဒါရှိတယ်ဟုတ်ကဲ့မတော်ပါဘူးကျွန်တော်ကကြောက်တယ်အဲ့ဒီဒီသားကပြန်လို့ကျွန်တော်တို့ဘယ်လိုသိအောင်ဘယ်လိုတော့လဲဘာကြောက်တယ်ငါရေရုံးအခုလည်းအဲဒီစားလို့တဲ့ချေတော့ဘတ်ပြမဲ့ဆိုလည်းဆိုလို့ရတယ်မရှိဘူး ဝတ်ပြတဲ့မှာကျွန်တော်နေတယ်မရှိဘူးကျွန်တော်တို့ဆက်ဆက်ချင်းနိုင်ငံလေးလုပ်တဲ့အချိန်မှာကျွန်တော်တို့အထက်ကတော့တော်တော်ကြီးတယ်နိုင်ငံလေးလုပ်ဘယ်ကြောင့်ညလာခေါ်သွားကြလာတော့တက်သွားတယ်အခုယူသွားတယ်ဆိုတော့ဆက်နိုင်နေတယ်ကျွန်တော်တို့နိုင်ငံရေးစခဲ့ရတယ်အဲ့တော့အဲ့ဒီစလို့ပြောရအောင်။နိုင်ငံရေးလို့ရအနေဆုံးဖတ်ကြရအောင်။အခက်မပြီးနေတတ်တယ်ဆိုတော့ပြည်ပြုံးမှာနိုင်ငံရေးလို့။အဲ့လိုပြောတာကတော့ဒီလိုတွေကိုကြောက်ရွံ့ပြောတာမဟုတ်ဘူး။တို့တော့အခုချိန်ကြီးက ချင်းလို့ရတော့ဘူးဒီတော့ဒီမိုကရေစီပွင့်လင်းတာပြီးတော့မှဒီချင်းတွေတော်တော်တကြီးသားကျွန်တော်တို့ကအဆုံးဆုံးမှခံပြောလိုက်ရင်တော့ဟုတ်လို့လွယ်နေပါတော့သူတို့အနေနဲ့ရွှေဆက်ရှဲဆိုတဲ့နာမည်ကိုယူပြီးတော့မှခုဆိုရင်ကျွန်တော်တို့ပြည်သူတွေပြန်ပြီးတော့မှဂျင်းနဲ့လှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။အထူးသဖြင့်ဦးကိုကြီးကဆိုတော့စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့မှကျွန်တော်တို့ပြည်သူတွေပေါ်မှာဒီထက်ပိုပြီးတော့မှစစ်မှုထမ်းစနစ်နဲ့ဒီတတတဲ့တွေရရှိတင်တယ်ဆိုတဲ့အကြောင်းလေးပါအရင်ကလည်းပြောကြားထားခဲ့တာဖြစ်ပြီးတော့မှခုဆိုတော့ပေါ့နော်။ မြောက်နိုင်နိုင်ငံရေးထပေါ်ရရှိနေအောင်ဝန်ဝင်စ조사ပေးနေကြသူတွေထဲကသဘောပေါက်မှာဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့အနေနဲ့အောက်တန်းစားဆန်ဆန်အုပ်စုတွေကိုလည်းတခါတည်းကျွန်တော်တို့ပညာပေးဆုံးမှတ်မယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ပြည်သူတွေကိုယ်တိုင်ကနေပြမပြောဆိုလာကြတာမို့လို့ဒါကတော့ကျွန်တော်တို့အနေနဲ့ဖုံးပြီးလို့မရတဲ့ပေါ့နော်အမှန်တရားတွေဆိုတာကျွန်တော်တို့ခုဆိုရင်တပ်ပြီးတော့မှတွေးရှိရတာဖြစ်ပါတယ်ဒီအကြောင်းတွေကိုပြောရရင်လည်းကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့မြောက်လိုက်တို့အုပ်စုနဲ့ဒီလိုမျိုးဖက်ကစားနိုင်ငံရေးပါတီတွေကိုအခုတခါပြန်ပြီးတော့မှဆုံးမလာတဲ့ပေါ့နော်ကိုစီရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒါလေးနဲ့အဆုံးတက်လိုက်ရအောင်နော် ဘလောက်ပဲပို့ကြိုတီဗီတင်နေစေမီဒီယာတွေကမထုတ်မပြန်ဘူးဒီသတင်းဘယ်မှမပြန်ဘူးကျွန်တော်မပြောဘူးဘာပဲတရင်ဦးမလို့ကိုတင်တဲ့တရင်ကမှန်ဖို့ပဲလို့ဒါကြောင့်မလို့တရင်နဲ့ပတ်သက်လို့လေကျွန်တော်စီးထားတာဒီပေါ်မှာလည်းကျွန်တော်တော်နိုင်မှမပေါင်ဝင်တဲ့လူတွေအားလုံးတဘောပေါက်ဖို့လိုအပ်တယ်ကိုနဲ့အောက်မှာခင်းနေတဲ့ရဲဘော်ဆိုလိုက်ကိုပြောချင်တာမေ့ချင်တာချက်မေးလို့မရဘူးပြောချင်တာချက်ပြောလို့မရဘူးတော့နည်းနည်းဖြင့်ဖုန်းကပြောရတယ်ကျွန်တော်တို့မှာ record ယူထားရတယ်ပြီးဒါတွေပြန်တင်တာဒါတွေကဒီတော်လိုင်းရေနောက်ပိုင်းတွေမှာမလုပ်တင်တော့ဘူးဆိုတော့တော်လိုင်းပထမပိုင်းရအောင်ဗျာပြည်သူကျွန်တော်တို့တည်အောင်နော်တည်အောင်လို့ကျွန်တော်တို့ချက်ပြတယ် အခုနောက်ပိုင်းကျတော့တိအောင်ချအဲ့မဲ့အချိန်ဖုတ်တော့ကျောပွဲတက်ရမယ့်အချိန်မှာခြေထန်လုံတင်တာလေလုံဖို့လိုအပ်တယ်အဲ့တော့အဓိကပါထောက်ဖို့တရားဆိုရင်ရှင်းတန်းနေထောက်ကရပြီဒီရှင်းတန်းဘယ်ကိုပို့လိုက်လဲဘယ်တိုင်းဘယ်ကိုပို့လိုက်လဲရပြီဒီရှင်းတန်းကရှင်းတန်းထောက်တဲ့မှာဘယ်စက်ကကိုပို့လိုက်လဲဘယ်တက်ရင်ကိုပို့လိုက်လဲဘာတွေဝယ်လဲကျွန်တော်ပြချင်အောင်ရှိမှာသူတက်ရင်မှာတက်ဆိုင်ရတက်ရင်တောင်းဝင်ခံလိုအပ်တဲ့ဟာတွေသူတို့ဝယ်လိမ့်မယ်ဒီဘိုင်းကိုဘာတထုတ်တဲ့ကျတော့တော်လှန်ရေးတဲ့ကိုစိတ်ဝင်လာဆိုတော့သူတို့ဘက်မှာငွေရှိတယ်ဗျအဲ့ဒီငွေကိုခင်းပြီးဝင်လာတယ် နော်တိုင်းတက်ဖို့မတင်ကိုအဖွဲ့လိုကပိုက်ဆောင်အိတ်လုပ်ပြီးတော့အာငါထောက်ဖို့အမြင်ပို့နေတာဆိုတဲ့ဟာနဲ့အောက်ကလည်းအော်ကို့အမြင်ထောက်ပတ်နေတဲ့ဒူဆိုပြီးတော့ယုံကြည်မှုနဲ့မပြောတင်တာလေထုတ်ပြောမိတယ်အဲ့တော့ဘာဖြစ်လဲပိဆက်ကတာနဲ့မတန်ဘူးအဲ့တော့တတိယပါကျွန်တော်တို့ကဘယ်လောက်ပဲခင်ခင်ပါဒါစစ်ရေးပါနော်စစ်ရေးနိုင်ငံရေးစာအင်တန်ကျဲပြက်တဲ့အရာဖြစ်တဲ့အတွက်လူစီဘလူးစီထားတယ်အခုဒီမိုးမှာစစ်ကောင်စီဟာရွက်တော့ဘယ်မတိုင်ခင်မှာဒီထက်ပြင်းထန်တဲ့ထိုးစစ်တွေလာလိမ့်မယ်နောက်ပိုင်းမှာ drone တွေတုံးတယ်ဒုံးတွေမှာအနီရောက်ရောက်ကြီးတွေပါတယ် ဲ့တော့ဘာကြောင့်သူတို့လောက်တာနောက်ဆုံးဖက်တက်ကိုသူတို့ယုံနေတာနော်နောက်ဆုံးဖက်တက်ဆိုတာအခုလမ်းမရွေးကောက်ပွဲရှင်းမှကျွန်တော်ပြောခဲ့သလိုပေါ့နော်ငားနဲ့ဖာပွဲသွားတယ်နောက်ဆုံး NLD ထဲမှာကစားအောက်တန်းစားတွေဖက်ပေါ်လာတယ်ကောင်းတယ်မင်းအောင်နဲ့အာနာတိတ်လိုက်တာတစ်ဖက်မှာပိဆက်ကတာမတန်ပေမဲ့တစ်ဖက်မှာတန်တယ်နော်အခုမင်းအောင်နိုင်အာနာယူတဲ့မင်းအောင်နိုင်နောက်ကိုဘတူတွေပေါသွားတယ်အဲ့လူတွေအားလုံးတော့ကောက်လာတာကျွန်တော်တို့နိုင်နိုင်တမိုင်းမှာအဲ့လူတွေမမသိကြိုက်ဆုံးပြောဟွန်းနော်သူတို့ထင်တာကမင်းအောင်နိုင်ရွေးရွေးကောက်ပွဲဖြစ်မယ်မဖြစ်ဘူးမဖြစ်တယ် နော်ဘာလို့ဆိုရွက်ကဝဲอ่ะသူတို့စားလုပ်ထားတဲ့ဘယ်မြို့နဲ့ဘယ်မဲဆန္ဒနဲ့မှာဘ누구ကရွက်ကကိုယ်စားလှယ်တို့ပြင်ညာတာမဟုတ်ဘူးဘာလို့ရွက်ကဝဲဆိုတဲ့ခေါင်းစဉ်တတ်ထားတာတကယ်ရွက်ကဝဲရွက်ကဝဲဆိုဖတ်ရွက်ကဝဲဆိုတာကိုယ်စားလှယ်ကိုပြည်သူကရွေးချယ်တာရွက်ကဝဲလေဟုတ်တယ်မလားဒါပေမဲ့မင်းအောင်လည်းရွက်ကဝဲအဲ့ဒါမဟုတ်နာမည်ကိုရွက်ကဝဲယူလိုက်တယ်သူတို့တိုက်တဲ့သူတို့ရွေးချယ်ပြီးသူတို့သူအနိုင်ယူအောင်မနက်တော့ကျွန်တော်တို့ကိုစီပြောထားသလိုပဲကျွန်တော်တို့ခုဆိုရင်တော့တော်လိုင်းရေလုံနေတဲ့ချိန်မှာပြည်သူတွေတယောက်ချင်းစီအနေနဲ့ ကိုယ်တိုင်တရင်ပေးမှာဖြစ်ဖို့စူးစမ်းရမယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့သိရှိရတာဖြစ်ပြမှာခုဆိုရင်မျောလိုက်တို့စက်တက်အနေနဲ့ကတော့သူတို့ရွေးကောက်ပွဲကျင်းပနိုင်ဖို့ဆိုရင်အထွေထွေထုတ်ဆက်တွေစတင်ပြီးတော့မှလှုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့သိရှိရတာဖြစ်ပါတယ်။နောက်ချိုလိုမျိုးမျိုးကိုတင်ဖို့တောင်းပါပေါ့နော်။အင်အား6000နီးပါးနဲ့ခုဆိုရင်စစ်ချီတက်လာတဲ့စစ်ကောင်စီကိုကျွန်တော်တို့ကြည့်ချပြဒါကတော့သူတို့ရဲ့နောက်ဆုံးပွဲသိမ်းအဆုံးဖြတ်ပေးမဲ့ပွဲတွေစစ်တက်လာနေပြီဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့သိရှိရတာဖြစ်ပါတယ်။ဒီချိန်မှာကျွန်တော်တို့အနေနဲ့မျောလိုက်ရွေးကောက်ပွဲတောင်မှကသူတို့ရဲ့ face recognition ဆက်တဲ့ ဒီလိုမျိုးတဆိုးချာရှင်နေမှုတွေကိုအဆုံးတတ်နိုင်ဖို့လွမ်းနေတော့မလို့ပီတူတွေအနေနဲ့ကိုယ်တိုင်ကိုကြက်ဒီတိုင်းမှာထိတဲ့ဝင်ပူပုံပုံရမယ်ချင်းပဲဖြစ်ပါတယ်။တော်လန်ရဲဘော်တွေအနေနဲ့လည်းရှစ်တန်းစစ်မှတ်ပြမှာလွက်ချက်တွေများနေတော့မလို့ဒါတွေကိုကျွန်တော်တို့အနေနဲ့ပေါ့နော်စစ်စစ်လေ့လာပြီးတော့မှကိုယ်တိုင်ကိုကြက်ကျွန်တော်တို့တစ်ဆိုင်ရာတော်လန်တဖို့ဝင်နေတဲ့သူပူပုံပြီးတော့မှလှုပ်ဆောင်လိုက်မယ်ဆိုတော့အလုံးမျိုးမှန်ထားတဲ့အချိန်ပဲဒီနေ့မကုန်ခင်မှာကျွန်တော်တို့အနေနဲ့တေချာပေါ့မြန်ရန်တို့ဖစ်စစ်တက်နဲ့အာနာရှင်စနစ်ကိုအမြင့်ဖြတ်ချေမှုနိုင်မယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြရတဲ့ ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲအဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေပပီတို့များလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရေးချမ်းတဲ့ညချမ်းလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်။